မင်္ဂလာပါကြည့်ရှုသူများကျွန်ုပ်ဒီ Apollo Hospitals Second Rebel Mother Rebel Ramas Woni ဖြစ်ပါသည် Office Hysteroscopy Aphysterectomy ဆိုတာကိုလည်းမိတ်ဆွေများအများစုကကြားဘူးကြမှာပါဒါကအလွန်ရိုးရှင်းတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးမိတ်ဆွေတို့ကျွန်ုပ်တို့ရဲ့ယုံကိုလာရောက်ပြီးလုပ်ငန်းစဉ်ကိုပြုလုပ်ပေးပြီးနောက်မိမိလုပ်ငန်းတွေကိုဆက်လက်လုပ်နိုင်ပါတယ် ုံမှန်မဟုတ်သောတွေးစင်းခြင်းတွေးထွက်လွန်ခြင်းသို့မဟုတ်တွေးထွက်နေသောအမျိုးသမီးများကိုဝင်မရှိသောအမျိုးသမီးများတားအိမ်အတွင်းအခြားပြဿနာများကြီးလဲစေရန်အတွက်အဓိကလှုပ်ဆောင်သည်ကျွန်ုပ်တို့ဒီမေဆေးမလိုအရန်အတွက်တမယိုကြ historical ကောက်ပထဝက်အရွယ်စရှိသောဒုရီယာများကိုအသုံးပြုပါသည်မိတ်ဆွေတို့ကလုပ်ငန်းစဉ်မတိုင်းမီစစ်ဆေးမှုတွေမလုပ်เสียရမလိုပါဘူးမုတ်မစားပဲညစာမစားပဲနေဖို့လည်းမလိုအပ်ပါမိတ်ဆွေတို့လာရောက်ုံနဲ့လုပ်ငန်းစဉ်မှာနာကျင်မှုလည်းမရှိတလို့ပါပဲ လုံမျက်စင်ပြီးတော့တာနဲ့တိုက်ရိုက်ပဲတတ်ဆွမ်းနေပါလိမ့်မယ်။ဘာကြောင့် office histories ကိုပြီးတွေလို့ဖို့လိုအပ်တာလဲဆိုတာပါ။အကျိုးကျေးဇူးကတော့အတွင်းကိုတိတိကျကျမြင်နိုင်လို့ကုသမှုကပုံမှုကောင်းမွန်လာတာပါ။တခါတော့က include ခေါ်တဲ့ dilatation နဲ့ cruelty လုံမျက်စင်ကိုကျွန်တော်တို့လုပ်ခဲ့မှုပါလေ။ဤဒီမှာတအိမ်တွင်းမှာမမြင်ရပဲအသားစာယူစစ်ဆေးသည့်မျက်မမြင်လှုပ်ထုံးလုပ်မှုတစ်ခုဖြစ်သည်။ Office Histories ကိုပြီးကအတွင်းကိုတိတိကျကျမြင်နိုင်တဲ့အလွယ်ဆုံးနည်းလမ်းတစ်ခုပါတည်တနာရှိတဲ့နေရာကိုတိတိကျကျမြင်နိုင်ပါတယ်အဲ့ဒီနေရာမှာပဲတည်တနာကိုကင်တွဲနိုင်ပါတယ်အချိန်ချိန်မှာတော့ Office မှာပဲတည်တနာကိုဓာတ်ရိုက်ကူတာနိုင်ပါတယ်ဒါကြောင့် Histoscopy မှာ Evolution နည်းပညာတစ်ခုအနေနဲ့ဒီနည်းလမ်းကထင်ရှားပါတယ်ကျေးဇူးတင်ပါတယ်